ဲတော့စလိုက်ကြတာပါညီမလေးမင်္ဂလာပါညီမလေးမင်္ဂလာပါညီမလေးမင်္ဂလာပါမတွေ့ရတာကြာပြီသူတို့စောစောပြောမှသိရတယ်လားဟိုလေခလေးလေးတွေမိမိဆိုတာလေမသိဘူးရော မသိဘူးလားသူ့ကို TV ထဲမှာပဲတွေ့ပြီးတော့သူ TV ထဲမှာခဏတွေ့ပျောက်သွားတယ်ခဏဟုတ်တယ် line နေပါလေတိတ်မတုံးဘူးလေနော် social media ပျောက်သွားပြီးတဲ့အချိန်မှာခုမှပြန်တွေ့တဲ့အခါကျတော့လေထူးဆန်းဖြစ်နေတာပေါ့ဟုတ်တယ် line လည်းမတုံးဘူးတုံးလည်းတိတ်မတင်ပြီးအဓိကခလေးကိုပဲအချိန်ပေးနေတော့ခလေးနှစ်ယောက်တောင်ဝင်လွယ်ရမှာမဟုတ်ဘူးဟုတ်တယ်ဟုတ်ပါဘူးဟုတ်တယ်ဟုတ်ပါလေဟုတ်တယ်အာအားကြဘာလို့နှစ်ယောက်မပြန်လဲခလေးဟဲ့ရရှိပါလေအခုအခုတနည်းနဲ့ခဏလားရှိတယ်ဟုတ်တနည်းနဲ့ခဏလား တနေ့ခုနလလုံးနားနေတာပေါ့ဒါဆိုလို့ရှိရင်ခလေးကိုအချိန်ပေးရတာပေါ့နော်ဟုတ်တယ်ဟုတ်ဟုတ်နော်ဆိုတော့ဒါမိသားစုဟိုအိမ်မှာကလေးလေးနှစ်ယောက်ကိုဘယ်လိုဟန်တယ်လုပ်နေလဲဒါလေးလည်းသိကျင်တယ်ဘာလို့ဆိုတော့အကိုကလည်းစဉ်းစားနေပြီလေအေးအေးကလေးဘူလားအကိုက3ယောက်3ယောက်မွေးလိုက်တော့အမွာကို6မွာဘူးမွေးခိုင်းပါဟုတ်ပါရဲ့အကိုမိမတော်တာနားနေပြီအကိုအဲ့ဘယ်လိုမျိုးအခုတော့လဲဆိုတော့ဘာလို့ကိုယ်တိုင်ပဲပေါ့နော်ကြည်တယ် အာဘယ်လိုပြောမလဲအဲ့လိုခလေးထိတ်မရှိလို့ဆိုရှိရရှိရအာဒါပေမဲ့ကိုယ်တိုင်လုံပေးရမှဂျင်းတဲ့လူမျိုးပေါ့နော်အဲ့မျိုးအရင်အပြိုဘွားတွေရတယ်တခုခုဆိုဥမာကအိမ်လောက်ဆိုသူများကိုလုခိုင်းလို့သူများလုလိုက်တာထက်အကူရင်တော့ကမကြည်နဲ့တက်လို့ပေါ့။ဟိုကဒီမျက်စိနဲ့သူတို့သူတို့လှဲခိုင်းရင်ပြောင်းလဲလို့မခံစားရ။ကိုကိုင်လဲ။အဲ့လိုမျိုးအဲ့လိုမျိုးဟာဟာအဲ့ဒါကြမှာစိတ်တိုက်ကြရတယ်။အတခုပါ။ကိုခလေးကြပူဆိုးတာပေါ့။ဟာဟာ။အဲ့တော့လေ အကိုတခုသိကျင်တာပေါ့နော်အဲအိမ်တော်တခုပြုတ်ပြီးတော့ဒီကလေးတွေယူဖို့ပေါ့နော်အဲဘယ်လိုမျိုးစပြီးစဉ်းစားတင်လဲလဲပေါ့ညီမလေးအမြင်လေးကိုပြောကျင်တယ်အဲအဲ့လိုမျိုးတွဲပြီးတော့ချိန်ကြာကြာတွဲပြီးတစ်ယောက်ကြောင်းတစ်ယောက်တည်ပြီးတော့မှကလေးယူတင်တာလားဒါမှမဟုတ်လို့ရှင်လဲတန်းတွေ့တန်းအဲ့လိုမျိုးပေါ့ညီမကြပြရတယ်ကလေးတန်းညီမလေးအနေနဲ့ဒီညီမလေးတို့ခန်းစားချက်လေးရှင်ပြောကျင်တယ်အဲ့လိုမျိုးအဲ့ပြောပြပေးပါလားဟုတ်ဟုတ် အာညမနည်းပြောရမယ်ဆိုရင်တော့အိမ်တောင်ပြုတ်ပြီးပြီဆိုရင် အစတည်းကပေါ့နော်ဟိုတွဲလာတာကြာပြီပေါ့အဲအဲ့လိုလူမျိုးဆိုရင်အကဲကွာအဲကိုရီယူပြီးရနဲ့အကလီတန်ယူမယ်အဲ့လိုမျိုးဆိုရင်တော့တစ်မျိုးပေါ့နော်ဒါပေမဲ့ကိုရီးယားတယောက်နဲ့တယောက်အချောင်းကိုမတီသေးဘူးအဲဘယ်လိုပြောရလဲတွဲလာလဲတိတ်မကြသေးဘဲနဲ့ပေါ့နော်ယူဖြစ်တယ်ယူလိုက်တယ်ဆိုရင်တော့အာအိမ်တောင်ပြုတ်ပြုတ်ပြီးချင်းပေါ့ကလေးမယူသင့်ဘဲနဲ့ပေါ့နော်တယောက်နဲ့တယောက်နဲ့အချောင်းကိုပိုပြီးနားနဲ့ဘာလို့ဆိုမတူးလေ တိုက်မတူရဲ့နှစ်ယောက်ကအတူတူပေါင်းဆိုင်ရတဲ့အခါမှာအရန်အဘလို့ပြောရမလဲတယောက်ကြောင့်တယောက်မသိခဲ့အချိန်မှာခလင်းကိုသွားယူလိုက်ရင်အဲ့ခလေးကဟိုကောင်းရင်တော့ကိစ္စမရှိဘူးပေါ့နော်အကယ်ဒီမိမမှာပြဿနာရှိနေဆိုဒီခလေးတွေတော့မကောင်းဘူးပေါ့နော်အဲ့တော့ညီမကပြောချင်တာကတော့အဲတယောက်နဲ့တယောက်ကြောင့်နားလဲအောင်အရင်ဆုံးလှုပ်ပေါ့နော် तू ကဘာကြိုက်လဲကိုကဘာကြိုက်လဲသူစိတ်ကဘလို့လဲကိုစိတ်ကဘလို့လဲအဲ့လိုတိအောင်လှုပ်ပြီးရောမှာပဲ အဲ့ဗောနော်ခလေးကိုယူသင့်တယ်အနည်းဆုံးတော့ယူပြီးပြီဆိုတနှစ်နှစ်နှစ်လောက်အချိန်ယူပြီးတော့လီလာဗောနော်ခရီးတူတူသွားကြည့်အဲ့မှာတူတူဗောနော်အဲ့လိုမျိုးဆိုပို့ပြီးတော့ကောက်မှာဟဲ့လို့ဟာနော်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့လည်း stable ဖြစ်တာညီမလေးကိုကြည့်ရတာခလေးကိုရုံးမကွာ ောင့်ရှောက်နေလို့ဒီခု social media မှာလည်းမတွေ့ရဘူးဒီအလုပ်တွေပြန်လုပ်တာလည်းမတွေ့ရအောင်အဲအဲ့လိုမျိုးကလေးကိုကိုယ်တိုင်းစောင့်ရှောက်ရတော့ပဲကိုကပို့ပြီးတော့အားတာတဲ့ပုံစံတွေ့ရတယ်ပေါ့နော်ဟိုလိုမျိုးအိမ်ကူတွေလည်းခုညီမလေးထားနိုင်တာပဲအဲ့လိုမျိုးလည်းညီမလေးအဲ့လောက်ကြီးဒီတိတ်စိတ်ချပုံမရအောင်အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲအင်းဘယ်လိုမြင်လဲဆိုစိတ်မချအောင်ဆိုတော့ပေါ့နော်ဥမာ ညီမကမိခင်ဖြစ်နေတော့ဥမာရေချိုးဝေးရဲ့အကြောင်းဥမာပြောပြမယ်နော်ရေချိုးဝေးညီမညီမကလေးကိုအဲအေးမမိအောင်ပေါ့နော်ရေဘူးရင်နှွေးဆက်တာအစားပေါ့နော်အဲပြလို့ရှိရင်သူတို့တွေကိုဆက်ပြတိုက်ပေးတာအစားအဲ့လိုကလေးကိုမနာကျင်အောင်ပေါ့ဘလို့ကန်ကော့ကိုဆိုလို့ရှိရင်မိခင်ဆိုရူးရူးရကန်တွယ်တယ်လို့ခံစားရရကွာ သူများကိုသူများချိုးခိုင်းလာဟဲရေတွေအေးသွားမလားအပူများလုံသွားမလားပေါ့နော်အဲကလေးကိုအဲဟိုပြောင်းချိုးပေးပါမလားအဲ့လိုမျိုးကြီးကြောင့်ကွာညမအတိကစိတ်မချတာပေါ့အဲ့တော့ကိုယ်တိုင်းမလုပ်ပေးရှင်တယ်ပေါ့နော်ဟုတ်အကယ်မေမီတို့လည်းအကြံပေးရှင်တာကိုယ်တိုင်းလုပ်ပေးနိုင်ရပေါ့နော်ဟိုသူများနဲ့မလွတ်ထားပဲနဲ့ကိုကိုယ်တိုင်းလုပ်ပေးရအကောင်းဆုံးပါပဲလို့ဟုတ်အခုဆိုရင်လေညမလေးကိုဒါပို့နေပြတယ်အိမ်အောင်ကြောက်သွားတာတော့တကယ်တော့မသိဘူးကဲမသိဘူးအဲ့ဒီလေမေးကျင်တယ်မေးခွန်းရှိပါပေါ့နော် ဒီအောင်မြင်နေတဲ့အချိန်ပါပါเนาะတောက်လျှောက်အခု TV မှာမြင်နေတဲ့အချိန်မင်းသမီးလည်းဖြစ်နေတဲ့အချိန်မှာဗျုံးဆိုပြီးတော့ဒီအိမ်အောင်ပြုတ်ပြီးဒါကြီးကိုဆွန့်လွတ်လိုက်ဖို့တော့ညီမလေးတော်တော် rich တော်များမယ်လို့ပြောဘလို့ဘလို့ခန်းစားချက်တွေနဲ့ဘလို့အပတ်ကိုကိုလှုပ်လိုက်တာဆွန့်လွတ်လိုက်တာဒီဘက်ကအလုပ်တွေရောဟုတ်တယ်တော်တော်တော့များရယ်ပေါ့เนาะစိတ်ကမပြတ်မသားဖြစ်တာပေါ့เนาะအဓိကအိမ်အောင်ပြုတ်တော့မယ်ဆိုရင်လေဒီအလုပ်ကဟိုအမျိုးကိုယ့်ရဲ့ပေါ့เนาะသက်ဆိုင်သူဘက်ကို ကိုကအချိန်ပေးရမယ်သူကဒီလုပ်ကိုကြိုက်လားမသိမကြိုက်လားမသိရှိရပါတော့တချို့ကကြတော့အော်နားလည်ပေးရရှိရအမှုပညာလုပ်လုပ်ကိုလောက်တာတချို့ကကြတော့နားမလည်ပေးပါတော့နည်းနည်းအမြင်ချင်းနဲ့အဲ့လိုမျိုးရှိရပါတော့အဲ့တော့ဒါမှညီမလည်းစဉ်းစားအချိန်မှာအော်ငါလည်းအသက်ရွယ်တစ်ခုရောက်ပြီပေါ့နော်အော်အိမ်တော်ပြုမယ်ဆိုလည်းပြုလို့ရပြီအဲဒီအမှုပညာလုပ်ကိုတော့ဝါသနာပါသူကလည်းအစရာပြောတာတော့ဆက်လုပ်ပေါ့ဆက်လုပ်ဆိုတော့အဲရပြီပေါ့နော်ကိုလုတ်ကိုလုတ်ချင်တဲ့အလုပ်ကိုလည်းဆုံးမစရာမလို့ဆိုတော့ အညီမလည်းပြောရမယ်ဆိုအရန်တတန်တို့ပါတယ်ဘောနော်ဟိုရီစာတတန်ကလာအရန်တူတူလေးမှာပဲဘယ်လိုပြောရယူလိုက်မိရပေါ့နော်ပြောရမယ်ဆိုအေးပေါ့သူ့အကြောင်းလည်းအဲ့လောက်ထိကိုကမသိသေးဘူးကို့အကြောင်းလည်း तू ကအဲ့လောက်ထိပေါ့နော်မသိသေးဒါဟိုအတူတူပေါင်းမိနေကြီးရောမှာပဲသိနိုင်ပါလိမ့်နော်အဲဒါမှမဟုတ်လည်းအဲ့လိုမျိုးပေါ့ရီစာရီစာတတန်ကလာရှင်ပို့ကောင်းတယ်အဲ့ချိန်တွင်းမှာကွာအော် သူမကြိုက်တာကိုမကြိုက်တာရှိလို့ရှင်ဒီလူကကိုကပိုလေးလာလို့ရတာပိုလေးလာလို့ရတယ်ဟိုကိုမကြိုက်ဘူးဆိုလို့ရှင်လည်းဒါပေါ့နော်နှစ်ဦးသဘောသူလမ်းခွဲလိုက်လို့ရတယ်ပေါ့နော်အဲဖူးစာပေါ့ဒါနော်ဟုတ်တယ်အဲဖူးစာပဲပြောရအောင်တစ်ခါတလေကြတယ်စိတ်လောတာရှိရပါတော့အဲအမြင်တစ်ဖက်ကကြည့်ရင်တော့ဖူးစာလိုတွေ့ရအမြင်တစ်ဖက်ကကြည့်ရင်တော့လေညီမရဲ့သူ့ရဲ့စိတ်ပေါ့နော်အာနာတတဲ့စိတ်လည်းရှိတယ်အဲအဲ့လိုမျိုးကြောင့် ဟိုကိုတွဲတာမကြသေးပြင်မဲ့လည်းအဲ့လိုမျိုးပေါ့နော်သူတို့အဲ့လိုမျိုးလာပြီးတောင်းတဲ့အချိန်မှာအမမြန်မြန်လက်ခံလိုက်မိရပေါ့ပြောမှမစသူ့အကြောင်းကွာတေချာတော့မသိသေးဘူးပေါ့ဒါပေမဲ့ဟိုတေချာသိပြီးမှယူလာတော့ကိုကောင်းပါတယ်ပေါ့နော်ညီမတို့ဆန်နေမှာပေါ့နော်အဲ့လိုမသိပဲဟိုယူလိုက်တဲ့အတွက်ကြောင့်ကွာအမှုတွေလည်းအများကြီးဆွနှောင်းလိုက်ရတယ်နော်ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ဟိုအရန်လာနေရလေကလေးပေပီလေးကိုခဏလောက်လှလှလှရတာနဲ့အလုပ်တွေပြန်လုပ်လို့ရတယ်အခုလေးစားကိုကြည့်ပါအခုတွေ့ရလေအမတို့ပြောတော့မှသူဟာ ကလေးလေးဝေးပြီးပြီလားဆိုပြီးတော့တည်ရဆိုတော့လေညီမလေးပြန်ပြန်ရလေသူလည်းရိုက်မှာတဲ့ဒါပေမဲ့ဒီတော့ခဏခဏလောက်လောက်ဆိုတော့ကလေးတွေလည်းလက်လွတ်ပါပြီဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ကလေးလေးမွေးထားတာပြောတာเนาะဟိုဟာဖြစ်တယ်เนาะခဏကိုဘော်တွေကတော့လုံးဝအရန်မိုက်တယ် ောင်းဝဖစ်ဖြစ်တယ်အဲ့ဒါကြတော့ဘလို့ထိန်းလဲအဓိကဘာမှထိန်းသိမ်းတာမဟုတ်ဘူးနော်ပြောမယ်ဆိုရင်ပင်ပန်းပင်ပန်းရဲ့ပင်ပန်းလို့အော်ပင်ပန်းတာပင်ပန်းနဲ့ပင်ပန်းတဲ့အခါကျတော့အဲ့လိုမျိုးကိုယ်တိုင်ထိန်းတော့ညမအိပ်ရများလားအဲ့ဒါပြောတာအေးပြတ်တော့နှစ်ယောက်ပြောဟိုအေးပြတ်တော့ပြောအစားလည်းမစားချင်တော့ဟုတ်အစားအဲ့လိုမျိုးကြတော့ဗောနော်စိတ်စိတ်တွေပါထိခိုက်တယ်လို့ဖြစ်လာဗောလူကအဲ့လိုနင်းညတယ်မမှန်တဲ့အခါကျမှအဲ့မှာရမ်းပိန်သွားဒီထက်အောင်ပိုပိန်နေတာကိုယ်နည်းနည်းပြန်ပြေးလာဟုတ် အရင်တော့တော်တော်ပိတ်နေစိတ်ပီစီမှုများများပါစိတ်ပီစီမှုများများပါလို့ဆိုနှစ်ယောက်ဆိုတော့လေတယောက်ဆိုရင်ကိုကတတိချာခြင်တွင်နိုင်တယ်နှစ်ယောက်ကြောက်ကနှစ်ယောက်ဆန်းလုံးကိုကပြုတ်ဆုချင်တဲ့ချိန်မှာတည်ရမဟုတ်အဖေကိုပဲပြင်းပြချင်ချင်ကိုအဖေကတယောက်ကြည့်မယ်ခလေးဖေကအမေကတယောက်ကြည့်မယ်ကိုအဲ့အောင်လက်မခံနိုင်နှစ်ယောက်ဆန်းလုံးကိုယူချင်တာအဲအဲ့လိုမျိုးစိတ်တွေပေါ့အဲ့လိုစိတ်ကြောက်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ခလေးရတယ်နော်နှစ်ယောက်အမှားမျိုးရှိလို့လား อืมအခုရှိပါတယ်ဟုတ်ဟုတ်အမျိုးလေးဝေးပေမဲ့မျိုးရှိလို့ရှိရဟုတ်အမျိုးရှိရအဖေဘက်မှာမျိုးရိုးရှိဩဟုတ်ပါကြာဦးလေးလည်းအမွှာမွေးအခုနောက်ညမတယောက်ရှိရသူလည်းအမွှာပဲမွေးအမွှာမျိုးရိုးရှိလို့ဟုတ်ဟုတ်အဲသူများရေဆိုအားကြမှာတိလားဟုတ်တယ်အမွှာလိုချင်ကြအားလည်းအားကြတယ်မဲ့ အရန်လည်းပင်ပင်တယ်เนาะတော်တဖြစ်သူတို့ငယ်တဲ့အချိန်မှာပို့ပြီးတော့ဂယုဆရရတဲ့အပိုင်းတွေကပုံများပါတော့နောက်တစ်ခါအမဆိုတွေးမိတာလေညီမလေးဆိုလို့ရှိရင်ကိုမြင်မှုတာလှလှလေးကြွကြွရွာလေးနဲ့မင်းသမီးတယောက်လိုပုံစံပဲကိုမျက်လုံးထဲမှာဆွဲနေတော့ခုညီမလေးပြောတော့မှဟဲ့သူကမင်းသမီးတယောက်အပြင်အမေတယောက်အနေနဲ့လည်းအများကြီးခဲလို့ပေးနိုင်မှာလားပေါ့เนาะဆိုတော့ကလေးလေးတယောက်မွေးဘူးဆိုတာကအမျိုးသမီးအတွက်မလွယ်ဘူးကိုရဲ့အလှပတွေလည်းပေးဆက်ရတဲ့အချိန်တွေအထူးသဖြင့်အချိန်တွေကိုအရင်အောင်မြင်နေတဲ့အချိန်မှာကိုရဲ့ဒီ ဒါဒီခဏလောက်ကတော့မျက်ခြေပြက်ပြီးတော့လေကိုအလုပ်တွေကိုစွန့်လွတ်ထားရတာဆိုတော့အဲ့ဒီစိတ်ကအရင်တည်းကမိခင်စိတ်များတာလားဟိုးအရင်ကငါတော့တစ်ချိန်အင်တာဗျူးပြီးခလေးလေးမွေးမဲဆိုပြီးတော့အဲ့လိုတွေးထားမှုစိတ်ကူးရင်ထားမှုတာရှိရတာဒါမှမဟုတ်မွေးပြီးတော့မှအဲ့လိုမိခင်စိတ်တွေပုံများတော့ရလားမွေးပြီးတော့မှလို့ပြောလို့ရမှာအရင်ကလိုမျိုးလေးအိမ်ထောင်လည်းမပြုတ်ဘူးပေါ့နော်အဲ့လိုမျိုးစိတ်ကူးထားတယ်အိမ်နာကဲပြုတ်ခဲ့ရင်တော့ခလေးမယူအဲ့လိုမျိုးပေါ့နော်ဟိုဘာဖြစ်လို့ဆိုတော့လောကကြီးမှာ ကိုရီအသက်ရှင်လာတဲ့ထောက်လျှောက်မှာ လောကနဲ့အတောင်အများကြီးခံရရလीနော်အဲ့လိုမျိုးပေါ့ဆင်းရဲစရာတွေလောကကြီးဆိုကွာဆင်းရဲစရာပြူပန်စရာအများကြီးများတယ်ဆိုတော့အော်ငါချစ်တဲ့လူတွေကိုဆိုငါဒီကိုထပ်ပြီးမခေါ်လာချင်ဘူးအဲ့ကလေးမှုတယ်ဆိုရင်အင်းအင်းပေါ့ကိုကတို့ချင်ရမယ်ပြုရှင် तू ကဒီလောကနဲ့ပတ်သက်ပြီးဘယ်သူမှဆိုကြုံရမှာပဲလေအဲ့ဟောကွာကိုကအရန်ချစ်တော့ပြီးမကြုံချင်ဘူးဟုတ်ဟာအင်းမမွေးငယ်လေကမမွေးငယ်ကလေးပြီးမကြုံချင်လို့ခလေးကို ်ချစ်တော့ကြီးတာပဲဟုတ်တယ်ချစ်တတ်တာပဲเนาะဟုတ်တယ်ချစ်တတ်တာပဲအဲ့ကြောင့်မယူလို့ဆုံးဖြတ်ထားပဲပေါ့ချစ်လည်းချစ်တယ်ပြက်လည်းပြက်သားတယ်ဘာမှမလုပ်ဘူးကဲကျမရယူလိုက်ယူဖြစ်သွားတာပေါ့ဖြစ်သွားပြီးတော့အရင်ချစ်နေပြီညာနဲ့အောင်ပေးပြီးမထိန်းနိုင်ဟုတ်တယ်မထိန်းနိုင်အဲ့တော့အရင်တော့အနုပညာဒီလှုပ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့เนาะအမအဲ့ဒါကိုပြန်ပြီးတော့မေးချင်တာကညီမလေးဒီအနုပညာတရုပ်ဆောင်တယောက်အနေနဲ့ပေါ့เนาะကိုအဲ့ဒါကိုဝါသနာဘယ်လိုစခဲ့တာလဲအဲ့ဒါလေးပြန်သိချင်တယ် အတိအရပေါ့နော်အဲ့ငယ်ငယ်လေး၁၀တန်းလောက်ခရရပေါ့နော်အေးအမီက၁၀တန်းအောင်ဖြည့်ပြီးလို့ရှင်လင်းလုတ်ချင်နေပေါ့နော်ဝန်နာပိုင်းဟောက်ပြီးလုံမယ်ပေါ့အေးအဆောမိဂတိတီနော်ဆိုတော့၁၀တန်းနဲ့အောင်အမီကပြီးမလုတ်ဘူးအော်ဂတိတီအဲ့ဂတိတီမိကလည်းဒီလောကတော့မဝင်စေချင်ဘူးပေါ့နော် तू ကလည်းတခြားစီးပွားရေးလမ်းကိုသွားစီချင်တယ်အဲ့တော့ကိုကဆန္ဒပြပြီးတော့မှအတော်ရင်မှသွားပြီးတော့ စိမ်မောဆင်းမောအတော်ကြီးမတော်ပြီးတော့အဲအဲ့လိုမျိုးဒါသူမသိဘူးလေအတော်အတော်ကြီးမဆိုမပြောနဲ့လို့ဆိုအတော်ကလည်းမပြောမပြောမသိရခါကျတော့စိတ်ပူတာပေါ့အဲ့လိုမျိုးစိတ်ပူတော့အဲအဲ့လိုမျိုးလှုပ်တက်တယ်ဆိုသူလှုပ်ချင်တာပေးမလို့ရင်အဲ့လိုမျိုးလုပ်တတ်တယ်ဆိုအမေကသိသွားအေးဟုတ်ပြီတကွပြလိုက်ရောပြေးလုံးမယ်ဒါပေမဲ့မင်းနဲ့ဝင်လာလားဟုတ်တယ်မင်းနဲ့ဝင်လာပါတော့အမေကအေးဟုတ်ပြီဆိုလို့ရှိရင်က သူခွင့်ပြုပေးမယ်ပေါ့သူကိုယ်တိုင်မဲရွေးချယ်ပေးမယ်အလုပ်တို့သူကိုယ်တိုင်မဲလမ်းစာရှာပေးမယ်ဆိုတကယ်အမေပဲအလိုမျိုးသတင်းစာရမိုက်ခက်ကသတင်းစာပဲရှိရအောင်ပေါ့ကျွန်တော်ကကြည့်တော့သတင်းစာဖတ်ပြီးမှမပြိုင်ပွဲတစ်ခုပေါ့အမအမေကမှအခုစားရစီစဉ်ပေးရမိတ်ကက်တွေအကုန်စီစဉ်ပေးခဲ့ဆိုတော့သူအဆဆုံးအမြင်လိုက်လုပ်ပေးရခါကြောင့်အမမသူမျက်စိရှိမှမှလုတ်ခွင့်ရှိရအောင်နော်အလိုမျိုးအင်းလုတ်တယ်လေညီမလေးရဲ့ရုပ်ရည်အရက်အမောင်းနော်လုတ်နှမျောစရာမျိုးစိတ်ဝင်စားတော့ဒါမှကိုကအဲ့လိုမှအကြောင်းငယ်သေးတော့ ငါဘာစိတ်ဝင်စားတာလဲဆိုအောင်မသိသိဘူးအာဒီ morning မှာရောက်တော့မှငါ morning ရှောက်တော့မပုံစံကြောင့်အရက်ကြောင့်ပါဒီပေါ်တော့လူတွေကအရင်ငှားကြတာပေါ့အဲ့လိုကခက်ကဆိုအရက်ရှည်ရလို့ဆိုအရင်ငှားကြတယ်လေအဲ့လိုမျိုးကြောင့်ငါဒါမှတကယ်ကြောင့်ကြတော့စိတ်ပြက်လာစိတ်မပါဘူးအော်အဲ့ငါပါဝါဒနာပါလို့ဆိုအသေးချပြန်ပြီးတွေးကြည့်ခါကျတရုပ်ဆောင်တာဖြစ်ချင်တာ အဲ့လိုအဲ့လိုအမေတို့ကြောက်လေငါလေးကိုအဲ့ modeling မိုင်းမှာလုံးဝကိုကွက်တိအရန်ကိုသဘောကျဟုတ်တယ်မျက်နှာသားကိုလေအဲ့မျိုးကအားကြောင့်မလို့လည်းငားတဲ့လူဘက်ကကွာတော်တော်များများအဲ့လိုဆိုအခုဆိုရှောက်ခဲ့ရရှိုးရမြားတော့အမှတ်တောင်မမမီပေါ့အဲ့ဒါကြောင့်လူပုံစံကြောင့်လည်းအဲ့လိုအရန်မောင်းကြောင့်ရန်ကကြဒါပေမဲ့ကိုက ဒီလမ်းလျှောက်နေရရဘာမှငါတော်လေတိုးတက်မှုလည်းမရှိတိတော့အမြဲတမ်းတဲ့ပိုင်းခြားတစ်ခုထိပဲလေနော်ဟုတ်တယ်ဟုတ်တယ်အဲအဓိကအဲ့လိုမျိုးလမ်းမလျှောက်နေရလမ်းမလျှောက်နေရပါတော့လှလှလေးဝတယ်လှလှလေးအဲ့လျှောက်တော့ဘာမှပညာသားမပါတဲ့လူလူစိတ်မပါနေရောကွာအဲတခြားလူတွေလောက်ပို့ပြောကွာဘယ်လိုပြောရမလဲလျှောက်တဲ့နေရာမှာမကျွမ်းကျင်ဘောပြောမယ်ဆိုတန်တန်းလဲအရာပြီးမတတ်ဖို့လဲအားမရအားမရအတူအဓိကညီမကဘယ်လိုမျိုးပြိုင်ပွဲမှာဆုရပြီးဝင်လာဆိုအဲ့လိုလမ်းလျှောက်တဲ့ သင်တန်းတွေပါလည်းမတက်ထားဘူးအေဂျင်စီတွေပါလည်းမတက်ထားတဲ့အခါကျတော့ဟိုအရင်ပေါ့ကွာ perfect ဖြစ်နေပြီပေါ့နော်လမ်းလျှောက်တဲ့အခါမှာအဲ့လိုမျိုးရှိတယ်ဒါပေမဲ့လူပုံစံကြောင့်အဲ့လိုမျိုးပေါ့ငှားကြရအဲ့လိုမျိုးပေါ့ဟုတ်ဟုတ်ဆရာကတော်တော်ပွင့်နေတယ်ဟုတ်ဆိုအမဒီဖိုးဒါ join ပြီးတယ်ပေါ့ဟုတ်ဟုတ်အမဒီဖိုးပေါ့ join မိရအစအဲ့ပေါ့အဲ့ညီမတို့ခင်တော်ဆိုလေအရင် ဘယ်တော့ဝင်ရမလဲဆိုတော့နည်းနည်းခတ်တယ်လေ model လေးကတရားချိတ်ဆက်ပြီးလောက်အောင်အဲအဲ့တော့ဒီမှာလဲအမညမမကလည်းဒီမှာလဲအလုံးဟုတ်တယ်ပွင့်ဆက်တယ်ဟုတ်တယ်အလုံးလုတ်တဲ့အခါကျတော့အမကဒီမှာဝင်လို့ကြည့်ပါလားဆိုအစားမလုတ်ချင်ဘူးဆိုအပြင်မှာညမရုပ်ရှင်ကရိုက်လိုက်ပြီးရုပ်ရှင်ကရိုက်ပြီးတော့မှအော်ဒီကိုရီးယားရုပ်ရှင်ကရိုက်ထားပြီးမှနောက်ပိုင်းပြိဿနဲ့တွေ့တဲ့အခါမှာလေဥမာကော네쇼တို့မန္တလေး쇼တွေပါသွားတဲ့အခါကျပြိဿကဘယ်လိုပြောမလဲဟို အဲအမတီဖိုးကမင်းသမီးတွေလို့ဘာပါလာပူတိကြပူတိကြအဲ့တော့ငါအမမဇနန်းတွေပေါ့ပူတိကြရလေအာငါတို့ကြာအောင်ရုပ်ရှင်ကားလေးရိုက်ဖူးကိုကိုကိုကြာရုပ်ရှင်ကားလေးရိုက်ဖူးရွှေလျှောက်တာလေးကြားလာပြီပေါ့နော်ဟိုအဲ့ MRD ဘွားလို့ဆိုပေါ်တာမကြသေးဘူး သူတို့သိကြရပေါ့အဲ့ပရိသတ်နဲ့ရင်းနှီးခြင်းပေါ့နော်ဒီဒီလိုမျိုးဇလန်းတွေရိုက်ကြမယ်ဆိုတော့သိရောညီမအမအမဒီဖိုးတော့ဝင်ပြီးရောပေါ့နော်အဲအဲ့လို join ရတာနေပေါ့နော်ကားရိုက်ဖြစ်တာဟုတ်တယ်ငါလေးရိုက်တဲ့ကားကြီးဆိုတော့ပရိသတ်တွေလည်းတိမှတ်ပြူရယ်နော်ဒေသပြေတဲ့နာယီတို့ဟာအဲ့ကားလေးရိုက်တဲ့အမှတ်တရလေးတွေရော အဲ့ကအရင်ညီမတန်တန်းပေါ့နော်အခုညီမတို့ဒီအမတေဖိုးလည်းဝင်ပြီဆိုရင်ညီမတို့ချက်ချင်းစရိုက်ကြတာမဟုတ်ဘူးလေညီမတို့တန်တန်းပြည့်ရဲ့လေ training ပြည့်ရဲ့လေအဲအဲ့ကြော training မှာ training ပြပြချင်းပဲအမယူရပါတော့ producer ရဲ့ casting ခေါ်တဲ့အခါမှာအမချက်ချင်းပါဝါပေါ့အမပဲကကောင်းတယ်ပဲပြောရမလားပေါ့နော်ဖခင်ကျေးဇူးတော်အကြောင်းပေါ့အရင်ဆုံးခေါင်းဆောင်မင်းသမီးနေရာနေစပြီးတော့ပါရတာပေါ့ဟုတ်ဟုတ် လိုက်ဖတ်တဲ့အိုက်ကားလေးမှာလည်းချစ်ချင်ရတယ်ချိန်စာတိုက်ကြတာဆိုတော့အားလုံးလိုက်ဖတ်လို့နှလုံးအကြည့်လေးအဲ့လိုမျိုးလေးဟုတ်အဲ့တော့ဘာဖြစ်ဖြစ်ညီမလေးကိုကိုတို့အနေနဲ့အာအပိပါတယ်အကောင်းဆုံးဒါကလေးတွေကိုအာပြုစုပြုထောင်နိုင်ပါစီပေါ့နော်ပြီးတော့အခုလက်ရှိလည်းညီမလေးခုပြန်ရိုက်ဖို့အတွက်ကိုဒါပြည့်တက်တွေလည်းညှော်နေတာဆိုတော့ဒါမြင်မြန်လေး ဒီလောကတော့ပြန်လာခဲ့ပါလေဟုတ်ကဲ့ဒါတွေကဘေဘီလီမမြင်ချင်မြင်ကြဟာလေဒါတွေက producer တွေပေါ့မှာ multi ရပေါ့နော်အခုခက်ကမင်းသမီးတွေလည်းအများကြီးတော်တယ်လीနော်ခုံချင်းရင်တော်တဲ့လူတွေချောတဲ့လူတွေအများကြီးဆိုတော့အမ်တော်လောက်ထားနေဟုတ်တယ်များလာနေတယ်အခုတည်းကခေါင်းရိုက်စိတ်ကိုတည်းဆို producer ကိုမာရဆို producer တွေကိုတော်ရတယ် producer တို့ရရကြတယ်ဟုတ်ကဲ့ခုထုတ်ရလိုက်တော့မလေးရှင်ထုတ်လိုက်တာစောက်တစ်ခါချင်းနော်ညီမတို့ညောတော့ဒါကိုရဲ့ဟိုဖုန်းကိုင်ခိုင်းတွေ့နေတယ်ဆစ်စတမ်ကိုကြည့်ကြပါဦး Okay အဲ့တော့ညီမလေး ဘာမှဟောင်းဖြစ်နေနော်အခုတော့ဘာမှလည်းမဖြစ်ပါဘူး။ပြန်အားပေးမယ်။ဘာမှဟောင်းဖြစ်နေဆိုတာကဒီအခုမြင်မြန်လေးပေါ့ပြန်ပြီးတော့ရိုက်ဖို့တူမနေနဲ့ပြန်တော့ပြန်သာရိုက်နော်အားအားပေးမယ်။အဲ့ဒါ producer တွေကအခုတမချိနေအများကြီးပဲ။ producer တွေကြီးပဲရောက်တောင်တိုင်းချိနေတာကိုဘာလဲခေါင်းပြောင်းနေတယ်။ဒါပြီးဖုန်းဆက်လိုက်တာ။ Hi Okay အဲ့တော့အခုတို့တွေအခုဒါပြီးလို့ရှင်ညွာလေးပြပြပပဂိမ်းလေးကစားဖို့စီစဉ်ရှိသေးတည်လာတာ။ ဟုတ်လားရှိသေးရလားရှိ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 ငယ်ဆောင်မယ်ဟုတ်ကဲရအောင်ရုပ်ရှင်ဖတ်တဲ့ဂိမ်းမျိုးလေးလေးကစားကြအောင်အော်ငယ်ငယ်တော့ငယ်ငယ်တော့လေငယ်ဘွားပြန်သွားကြအောင်ဟုတ်ဟုတ်ဟုတ်နော်ပြီးရင်ဂိမ်းဆောင်လေးကောင်းတယ်လေအခုမိန်းကလေးထပ်မေးအောင်မယ်ရှိသေးရဘာလဲဆိုတော့ဘေဘီလေးနဲ့ပတ်သက်တဲ့အကြောင်းလေးမေးချင်သေးတယ်မေးချင်သေးတယ်မေးချင်သေးတယ်ဟုတ်ဆိုမေးချင်သေးတော့မေးနမ်းအမအဲ့ဒါအဲ့လိုမျိုးအပွားတွေမွေးပလိုက်ချင်တာအော်အဲ့ဒါရှိနေပြီဆိုတော့ဘလို့မသိနဲ့အရင်မှ၄ရောက်ခဲ့တာဒီကလေးရမ်းချစ်တယ်အဲ့တော့ဒီကရတဲ့ဘေဘီလေးကိုချစ်စရာလေးဘူးရန်တူလေး ကြည့်ရပြိဿတည်းရဲ့မှာဆိုလို့ရှိရင်လေဟိုဘယ်လိုခေါ်မလဲကလေးလေးဘေဘီလေးမွေးပြီးတော့ကလေးတယောက်မွေးရလွယ်တဲ့ကိစ္စမဟုတ်ဘူးကလေးလေးအတွက်ကိုမွေးဦးရတယ်နော်တော့ငယ်ချင်းတွေမွေးဟာအများကြီးရှိရဲ့ကိုအဲ့တော့သူ့ရဲ့လေအနည်းဆက်ဆုံးပေါ့နော်အဲ့ချိန်စားချိန်မှန်အောင်စောင့်ရှောက်ရတဲ့အပိုင်းတွေအားစားဒီမှာလေခုနကပြောတဲ့ကိုကိုယ်တိုင်ဆိုလို့ရှိရင်စိတ်ပြင်းမဲ့တဲ့အချိန်တွေအများကြီးရှိရဲ့အခါကျတော့အဲ့လိုအချိန်တွေမှာဘယ်လိုပြန်ပြီးကိုယ့်ကိုပြန်အားတင်းလဲ อืมเนาะဟုတ်တယ်အဖေအထီးကျန်ညာတချို့ဆိုအဲ့ချိန်မှာရင်အထီးကလေမွားနေအောင်လို့ဆိုအထီးကျန်မို့မအချင်ပါရှင်ဒါမဲ့ပေါ့အရန်စိတ်ပွင့်မှလဲဆိုတော့သူထမင်းမစားတော့ငငယ်တော့ကစားအခုဆိုကျွရအရန်ခတ်လာငါခိတ်ထမင်းစားပါမလားထမင်းစားပါမလားအဲ့လိုပေါ့နော်ဘာလို့မစားရလဲအားစိတ်လည်းမျိုးစုံပြောင်းတိုက်တယ်အဲ့လိုမျိုးပေါ့နော်ဆရာဝန်ရဲ့အကြံပေးမှုလည်းယူတယ်ပေါ့နော်အဲ့လိုမျိုးပေါ့သူတို့ရှိမှပဲအများကြီးစိတ်ကရောက်နေတာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲပြီးတော့ သူတို့ဒီနှစ်ယောက်ဖြစ်တဲ့ခါကျတယောက်နဲ့တယောက်နဲ့တဲပါမလားတယောက်နဲ့တယောက်နဲ့ချစ်ပါမလားပေါ့နော်အရင်ဖြစ်ကြမလားအဲ့လိုမျိုးပေါ့ကိုရှိနေဆိုတော့အော်ထိုင်ကြည့်နေလို့ရကိုမရှိဘူးဆိုရင်တော့အော်တည်ရမလားသူကစိတ်ကူနေလောက်ပြီအိမ်မှာညီမနဲ့ကဘာဖြစ်နေပြီလဲဆိုပြီးတော့အရှင်တို့ကအရင်စိတ်ပူတယ်ဒီလိုအစီအစဉ်မျိုးညီမလာရိုက်ပို့လက်ခံပြမမဟုတ်ဟောညီမရဲ့စိတ်ကအငြင်းကွာအဲ့မှာပဲရောက်နေတာအခုကျတော့ညီမနောက်ပိုင်းဖခင်တရားကနေပြန်တင့်လာကြတော့အော်ကိုလို့ဆရာရှိအောင်လုပ်ဟုတ်တယ်ကျန်တာက အာဖျားသခင်အကောင်းဆုံးဘယ်လိုပြောရအောင်ထောက်လျှောက်ပေးမယ်အဲအဲ့လိုမျိုးမြမအခုအမျိုးပေါ့နော်ဖျားနဲ့အဆက်အသွယ်ရရတဲ့အခါပေါ့နော်အဲ့လိုမျိုးသိတာညမစိတ်ချတတ်လာဖျားက तू နင်းလောက်ကိုနင်းလောက် तू က तू လောက်ကို तू တောင်းဝင်ယူအဲအဲ့လိုစိတ်ထားတတ်လာပေါ့နော်အခုကြောင့်အဲ့ကြောင့်မအများကြီးတက်တာပါပေါ့စိတ်ကဟုတ်ဒီလေကိုစိတ်ကို တက်နိုင်တလို့ဖြည့်ရမှာပေါ့နော်အရင်အိုက်ထဲမှာပဲရာခိုင်နှုန်းတစ်ခုတော့ရှိမှာပေါ့ဒါပေမဲ့ကိုယ်ကလည်းပြန်ပြီး handle လုပ်ရမှာနဲ့တတိယဟိုဘောတော့ညီမတို့ဘာသာရေးတစ်ခုနဲ့ပြောရမှာဆိုလို့ရှင်တော့ဒါကကိုယ်ကိုယ်ွယ်လိုက်တလို့ဖြစ်သွားတယ်ဟုတ်ညီမလေးအဲဒါမှမဟုတ်ကျွန်တော်တို့စမ်းစာမှာပြန်ဖတ်တဲ့အခါကျတော့ဟိုဘယ်အရာမှဖျားလို့မကိုးခွယ်နဲ့ပေါ့ငါမတပါခြားတော့ဖျားအောင်မကိုးခွယ်နဲ့ဆိုညီမတို့ကတခြားဖျားအောင်မကိုးခွယ်နဲ့အဲ့လိုမျိုးပဲပြောရတဲ့ချင်တာမဟုတ်ဘူးတကယ်ကြတော့ သူကွာအကေကိုဆွဲလန်းတာပါတယ်ကိုကဒီခလေးကိုဆွဲလန်းတာဒါမှမဟုတ်ကိုကအာအရန်အောင်မြင်ချင်လားဟုတ်ကဲ့ဘောနော်အဲကိုဘာဖြစ်ချင်လဲဆိုလူတွေကအရန်လေပတ်စံအရန်လိုချင်တယ်ဆိုပတ်စံကိုကိုွယ်လိုက်ပြီကိုွယ်လိုက်အဲအဲ့လိုမျိုးပေါ့နော်အဲအချစ်ကိုကိုကိုွယ်လိုက်ပြီတချို့ကြတာပေါ့နော်အခုညီမဆိုရင်အဆန်ကခလေးကိုကိုွယ်ခလေးကကိုရဲ့ဖယားလိုဖြစ်မရှိမဖြစ်ကိုကိုွယ်အဲအဲ့ဒါပေါ့ညီမအကျန်းစာမှာလည်းဘာနေနားလဲဆိုဒါကလေဖယားပြိမအဲ့ဉာဏ်ပညာဆိုရအဆန်ကညီမကျန်းစာဖတ်တော့ဆိုရင် အခြားသောဖခင်ကမကိုးကွယ်နဲ့လို့ပြောတယ်မကိုးကွယ်ဩဒါတခြားဖခင်ကမကိုးကွယ်နဲ့လို့ဖခင်ကဆုံးမတာပါမဟုတ်အခုကြာညီမဖခင်ဖွင့်ပြလို့ပြန်တိလာတဲ့ခါကျတော့ခုနကပြောပြသလိုပေါ့ဒါကိုဆွဲလမ်းမှုကိုဆွဲလမ်းနေတဲ့အရာဒါကိုကိုးကွယ်နေရပဲအဲ့ဖခင်ငါ့ကိုပဲစိတ်ဆွဲလမ်းကိုရှော့ရအောင်အင်းပေါ့အဲ့စိတ်ဆွဲလမ်းကိုရှော့အခုခလေးကိုညီမအရင်စိတ်ရောက်နေဆိုဒီခလေးကိုစိတ်ရှော့ဖခင်ကိုယုံ ဖယားကိုပဲကိုကိုဖယားရှိမှာပဲစိတ်ရအဲဆိုဖယားသခင်ကအကောင်းဆုံးလုပ်ပြီးမယ်လို့အဲ့လိုမျိုးပေါ့ဟုတ်တယ်အဲ့ဒါဆိုမင်းကအရင်စိတ်ပြန်မယ်နော်စိတ်ပြန်မယ်ပြီးတော့အဲ့ဖယားကိုပဲစိတ်နှစ်နေခါကြရင်ကိုကိုလည်းဟိုကလေးကိုအပြည့်ဝဟိုကိုကဟိုဖြစ်ချင်တယ်ချစ်ချင်တယ်နောက်ပြီးတော့ပြည့်စုံဆောက်ရှောက်ချင်တယ်ဆိုပေမဲ့ကိုဘက်ကလည်းကိုကိုကိုပြန်ကြည့်ရမယ်အပိုင်းလည်းရှိတယ်ဒီနော် self love self care ဆိုတာလည်းရှိသေးရဆိုတော့နော်အဲ့တော့ညီမလေးဆိုလည်းဒါပြောမယ်ဆိုရင်ကိုကဟိုငယ်ရွယ်လေးနဲ့အဲအိမ်ထောင်ပြုတ်ပြီးတော့အခုလိုမျိုးဒါမိခင်တောင်ဝန်လည်းကိုယူထ ားတယ်နောက်ပိုင်းကကိုလုံးမဲ့အလုပ်တွေလည်းအများကြီးရှိတယ်ကိုရှေ့ဆက်ကိုရဲ့အနာဂတ်မှာဆိုရင်ဒီကလေးလေးကိုလည်းထိန်းချောင်းရင်းနဲ့ဒီကလေးလေးကြီးပြင်းလာတဲ့တောက်ရှောက်မှာတစ်ဖက်မှာလည်းကိုကလည်းကိုဝါသနာပါရလေးနဲ့အဲ့လိုမျိုးပေါ့ work life balance လုပ်တယ်လို့မျိုးသွားရမှာဆိုတော့လေနော်အခုတို့မြင်မြန်ကြီးပါစေကိုဆုတောင်းနေပြီလားအဲ့တော့ဆုတောင်းတယ်မကြီးစီချင်ဟုတ်ကဲ့ကြီးလာရဲ့ပူဆိုးမှာကိုနာကတ်တော်မှာမဟုတ်ဘူးလေအခုမတော့လေအရင်ခစားချင်းပြီးရခေါ်လို့မရအဲအဲ့လိုမျိုးရှိရင်ကြီးလာပူဆိုးမှာလေဟုတ်တယ်ဟုတ်တော့တော့တော့ပြတ်တော့ပြီးဆိုတော့လေ စကားနည်းနည်းပဲပြောတယ်နည်းနည်းပဲပြောတယ်မမနှစ်ယောက်ကမမ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 ခေါ်ရနော်မမမဟုတ်ဘူးမမေမမကောတော့မမလို့ထင်မမလို့ထင်မမအဲ့အဲ့ဒါဆိုရင်အင်ကမမတော့ရတော့တော့တော်ချန်လေးအဲလူကြီးတင်ပြီးတာထင်လို့မလူကြီးကတင်ပြီးတာမေမေခေါ်မမလို့ခေါ်ဆိုမမမမမမလို့ခေါ်တာနှစ်ယောက်တွေ့ကြလား မရတဲ့ပါအဲ့တောင်တောင်နဲ့တခါတစ်စီးလုံးရင်တော့တခါကြရရှိရတယ်စီးတစ်ခုလုံးရင်တော့အရှုံးမပေးချင်ဒါပေမဲ့အဲတခါကြတွေ့ရကြသူဒါပစ္စည်းကရင်ပစ္စည်းနှစ်ခုတွင်နေအကြီးမှလည်းသူညီမလေးကိုပေးရဲကဲတူတူဆော့မယ်အဲ့လိုညားရဲအဲ့လိုမျိုးလေးပေါ့ဟုတ်ညီမလေးဆိုတော့လည်းပေါ့ညီမလေးဆိုတော့ညီမလေးကြီးပဲနော်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ညီမလေးကြပို့ပြီးတော့လေဟိုညီကိုလည်းကောင်းပါတယ်ဗျအမဆိုလို့ရှိရင်ညီမလေးများတဲ့ခါကြညီမဆိုလည်းတဲ့ရန်တဲ့တာရန်တဲ့တာဘယ်ပြကြရဲအပြန်ဟန်လဲအခက်လောက်ကြရဲဟုတ်တယ်ဟုတ်တယ်အဲ့လို ုဖြစ်အမွာမင်းအမွာမွေးထားတဲ့မိခင်တယောက်နေနဲ့ကလေးယူမဲ့သူတွေအတွက်ဆိုရင်ရောအမွာကို recommend ပေးလားယူတော့ဘောအမွာဆိုဝိုင်းကြည့်မိမလို့ရှင်တော့အဆင်ပြေတယ်နော်ဝိုင်းကြည့်မိမလို့ရှင်တော့ အကွာအခုလေသူများရဲ့ပြောတယ်။တယောက်ထွက်ရမှာမလွယ်ဘူး။နှစ်ယောက်ဘလို့ထိုင်းနေလဲမသိဘူး။နှစ်ယောက်နှစ်ယောက်ကညီမလေးတော်တော်လေးစားတယ်အဲ့ဒါ။ဟုတ်တယ်။တယောက်တစ်ယောက်တချို့ရေဆိုလေတောင်ချဆိုင်နေရ။ဘာလို့မှညီမလေးအခုဒါမမီတို့ဘာလို့လဲကူပေးနေလို့လဲသူက။ပို့ပြီးတော့ဟိုလွယ်လွယ်မှာ။မဘယ်တယောက်တလနှစ်လားလောက်နေဆိုများဒီခိုင်းကန်ဝင်တစ်ခါ။ဟုတ်တယ်။အဆင်မပြေအဆင်မပြေ။တယောက်ထွက်ရမြတွေးဟောက်ပတ်တွေဖြစ်နေကြအများကြီးပဲ။ဟုတ်တယ်ဟုတ်တယ်။ Fighting 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 စူးစားပါ။ဆက်ပြီးတော့စူးစားမှလေးဒီမှာစူးစား။စူးစားစူးစား။စူးစားမှာနော်။ဟောကူညီပေးဖို့ကို့လေ။ ဲဝိုင်းထိမ့်ပေးမယ်အဲ့ဒါကကလေးကိုအချိန်ပေးနိုင်မှရှင်တော့အချိန် မပေးနိုင်ရင်တော့အလုပ်တစ်ဖက်နဲ့ဆိုရင်တော့ဟိုသူများနဲ့ထားလို့ကြီးသွားခလေးနဲ့ကိုရင်ကြည့်ပေးခလေးနဲ့ကြောက်ကွာတယ်သူတို့စိတ်လုံးပြူပဲလေအဲ့လိုခလေးမှောက်ဘူးလို့ချင်းရောဘယ်လိုလုပ်ရလဲကဲပါအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီနေ့ညီမလေးရဲ့အတွေ့အကြုံတွေကိုဒါ sharing လုပ်ပေးတယ်ညီမလေးရဲ့စိတ်ခံစားချက်တွေကိုလည်းအများကြီးပြောပြပေးတယ်အဲ့တော့မိခင်တွေဒီမှာရှိနေတဲ့မမေတွေလည်းအများကြီးဒါညီမလေးကိုကြည့်ပြီးအတူယူရမယ့်အရာတွေအများကြီးတွေ့ပါတယ်เนาะ တော့တင်လာပြီးတော့အချိန်ပေးပြီးဖြည့်ပြီးတာတကယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ညီမလေးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဂိမ်းတက်ကစားဆောက်ရပါမယ်နော်